is time to make up ဒါကတော့ Maybelline Skin Tint မှာ number 220နဲ့310ကို ရောပြီးတော့မှလိမ့်ပါတယ်အခုအဲ့ဒါသုံးနေတဲ့ brush လေးက specular brush လေးဖြစ်ပါတယ်ဒီ brush လေးနဲ့လိမ့်ခြင်းအပြင် makeup လေးကိုပပကြီးကြီးလေးရပါတယ်ဒါပေမဲ့သူက coverage ကတော့လုံးဝပပလေးပဲရမှာပေါ့နော် foundation အရာကိုနှစ်မျိုးဆက်ပြီးလိမ့်ထားတာဖြစ်လို့အဲ့ဒါလိုချင်တဲ့အရာကိုရပါတယ်အဲ့ဒါအတိုင်းအောင်တိုင်းပဲရပါတယ် သူက skin tint ဖြစ်လို့ light to medium coverage ပဲရပါတယ်။အရသာရေကတော့ dry skin နဲ့ acne prone skin နဲ့ပြီးရင် medium tan skin ဖြစ်ပါတယ်။ပါပေါ်ကဝက်ချ်အမှားရိုးလေးတွေဖုံးချစ်လို့နောက်ထပ်ထပ်ပြီးတော့မှထပ်လိမ့်လိုက်ပါတယ်။ပြီးရင် blend လိုက်တော့နည်းနည်းတော့ coverage ဖြစ်သွားတယ်။အများကြီးတော့ cover မဖြစ်ပါဘူး။ ဘာမှဝက်ချက်မရှိဘူး nature finish ရခြင်းလဲဆိုလို့ရှိရင်တော့ဒီ skin tint ကကွက်တီပါပဲပြီး Maybelline skin tint ကြောင့် any breakout တွေထွက်လာမျိုးလုံးဝမရှိပါဘူးလုံးဝ acne prone skin safe ပါပြီးလို့ရှိရင်တော့ဒီ makeup concealer လေးနဲ့နည်းနည်းလေးကျန်မဲဆက်လေးနည်းနည်းကျန်တာလေးကို brush လေးနဲ့ဖုံးလိုက်ပါတယ်မျက်လုံးအောင်နဲ့ကိုက highlight ဖြစ်ချင်တဲ့နေရာလေးတွေကိုဒီ Maybelline ကပဲ concealer တဲကအခုထွက်ထားတဲ့ neutralizer နဲ့ ထပ်ပြီးတော့မှထည့်လိုက်ပါရဲအဲ့ဒါဆိုလို့ရှိရင် highlight ဖြစ်ပြီးသားရသွားပါပြီဒါကတော့ blend လိုက်ပါတယ်သူ့ကိုတုံးရတာလုံးဝဖုံဖုံထူထူကြီးဖြစ်မသွားဘူးအသားနဲ့ဒီအောက်က make foundation အသားနဲ့ကွက်တီဖြစ်လို့အဲ့ဒါအရင်ကြိုက်တယ်ဒါကတော့ shading ထည့်တာပါအခုတုံးထားတာကတော့ sheet glen က crew 3 control ရောင်လေးဖြစ်ပါတယ်သူက control ချရှိနေတဲ့အချိန်မှာတုံးပါတယ် ပြီးရင်တော့ blend လိုက်ပါတယ်အဲ့ဒါဆိုလို့ရှိရင် shake လေးရတော့ပါပြီ control shake လေးရတော့ပါပြီနောက်တစ်ခုအဲ့ဒါသုံးပါကတော့ browser ဖြစ်ပါတယ် browser ကလည်း shake glen ကပဲ browsing ဖြစ်တဲ့အကြောင်းလေးကိုထပ်ထည့်လိုက်ပါတယ်ပြီးရင်ပါနေကိုလည်းဒီ brush လေးနဲ့ပါပါလေးဖြစ်အောင်ထည့်လိုက်ပါတယ် သူကယူရတာ specular brush ကယူရအရင်လွယ်တယ်အရင်ဆွဲရတာအဆင်ပြေပါတယ်ပပလေးပဲချိန်နေတယ်ပြီးတော့မကူလိုချင်တဲ့ powder brush လေးနဲ့ပြန်ပြီးတော့မှထပ်လိုက်ပါတယ်ဒါကတော့ red base makeup ပြီးတော့ပါပြီဒီကမွေးကိုလည်းဒီ pencil လေးနဲ့ပဲဆိုးထားပါတယ် never skip the setting time setting powder ကလုံးဝ skip လုပ်ရမယ်အစစ်မဟုတ်ပါဘူး လုံးဝကိုမဖြစ်မနေတော့ပါမယ်ဟုတ်ကဲ့အရှေရိုလီလိမ့်မယ်ပြီးမျက်တောင်တူတက်လိုက်တာတော့ကျော်လိုက်ပြီးပါနီပေါင်တာလေးပုတ်လိုက်ပါပြီနောက်တစ်ခုကတော့ highlighter လေးနည်းနည်းထည့်လိုက်ပါတယ်ဒါကတော့ Judy Dog ကခုထုံးဖက်လက်ဖြစ်ပါတယ်သူက control ထည့်တာပါပြီးရင် highlighter လေးထည့်လိုက်ပါမယ်နှခဲနီလေးဆိုပါမယ်ဒါကတော့ Eju House ကအကြိုက်ဆုံး nude base color လေးပါ ပြီးလို့ရှိရင်လိုင်နာလေးနဲ့ဘေးမှာပြန်ပြီးထပ်လိုက်ပါတယ်။နှာခမ်းကိုခွန်တိုးချလိုက်ပါမယ်။နောက်ဆုံးက room mechanic fit လေးကိုဆိုးလိုက်ပါပြီ။ပြီးတော့ပါပြီ။စပင်းလေးပုံသွင်းလိုက်ပါမယ်နော်။